ီနေ့မှာတော့ကျွန်တော်ကဒီ DCA product တွေကို review လုပ်မှလည်းမဟုတ်ဘူး testing လုပ်ပြီးမှလည်းမဟုတ်ဘူးပေါ့နော်။ဘာလို့မှလဲဆိုတော့ကျွန်တော်ကဒီနေ့ project မှာကတော့ကျွန်တော်ရဲ့ဒီ DCA product ကိုတကယ်လုပ်ငန်းခွင်ထဲမှာပေးသုံးပြီးတော့သူတို့တွေဒီပစ္စည်းကလုပ်ငန်းခွင်တကယ်ကောင်းလားမကောင်းလားအသုံးဝင်လားမဝင်လားအချမ်းခံလားမခံလားပေါ့။အဲ့လိုမျိုး feedback တွေကျွန်တော်ကသွားကြည့်ပါလိမ့်မယ်။အဲ့ဆိုတော့ကျွန်တော်ပထမဆုံးဒီ product ကိုကျွန်တော်က ဒီလုပ်ငန်းခွင်ထဲမှာဟိုလက်ဆောင်ပေးခဲ့မယ်ပြီးတော့မှကျွန်တော်တုံးပြီးတော့ reality feedback တွေပြန်ပြီးတော့ယူမယ်ပေါ့အော်လောလောဆယ်တော့ကျွန်တော်ကဒီ SAN SM Auto စားပွဲကိုရောက်နေတာဒီမှာဆိုလို့ရှိရင်အယောင်ရှုံးလက်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီကားတွေအကုန်လုံးတွေ one stop စားပွဲလက်ရှိတယ်အဲ့ဒီနေရာမှာကျွန်တော်ရဲ့ product ကိုစမ်းလုံးငိုင်းပြီးတော့ feedback လေးကိုပြန်ယူမယ်ပေါ့နော်ဟုတ်ပြီလက်ဆောင်လေးတော့ပေးကြရအောင် ပင်လာပါဘူးဟုတ်ကဲ့ဟုတ်ဟုတ်ကျွန်တော်ခုတနေ့ကအခုလို DC product လက်ဆောင်ပေးမယ်ဆိုပြီးပြောတာအဲ့ဒါလေးပေါ်တစ်ချက်လာပေးပြီးတော့ဒီကောင်းကိုသုံးပြီးတော့မှဟိုကောင်းလားမကောင်းလားလေးပေါ့တကယ် reality feedback လေးကျွန်တော်တို့ဟိုတစ်ချက်ပြန်ပေးပေါ့ဟုတ်အဲ့ဒါလေးပေါ့သုံးပြီးရတယ်လုံးပြောင်းဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဘောဟုတ်ဟုတ်အခုကတော့ကျွန်တော်တို့ဒီ DC Power Studio တွေကိုတကယ်လက်တွေ့မှာအသုံးပြုဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာဟိုလက်ဆောင်လေးလာပေးထားတယ်ပေါ့နော်နောက်လေးကြတော့မှာကျွန်တော်တို့ဒီအာအသုံးပြုပြီးတဲ့ချိန်မှာတကယ်အကျန်းရောခံလားမခံလားပြီးတော့ဘယ်လိုမျိုး feedback လေးတွေရမလဲဆိုတာကိုလာမေးပါမယ်โอเคနောက်ထပ် video လေးမှာပြန်လည်ဆွေးနွေးပါမယ်